။စားလို့ကောင်းတဲ့မနက်စာအီချာကွေးဘဲကဖြစ်လာခဲ့တာလေ။မင်္ဂလာပါယူသနဲ့ဒိမန်ပရိသတ်ကြီး။မနက်ခင်းမနက်စာစားဝိုင်းမှာလက်ဖက်ရည်နဲ့တွဲဖက်စားသုံးရတဲ့အီချာကွေးဟာကျွန်တော်တို့အာရှသားတွေနဲ့အလွန်ရင်းနှီးတဲ့မုံတမျိုးဖြစ်ပါလိ။သူ့ရဲ့အရသာကစိမ့်စိမ့်ရွရွရလေးဖြစ်ပြီးပုံစံကရှည်မျောမျောနဲ့နှစ်ချောင်းလေးတွဲနေတဲ့ပါရီ။တစ်ချောင်းလေးကိုအီချာကွေးလို့ခေါ်လို့မရပါဘူး။ဒါပေမဲ့ဒီ Ocean ရဲ့အီချာကွေးရဲ့နောက်ကွယ်မှာတော့ အရန်ကုန်မှာလေးနက်တဲ့တမိုင်းကြောင်တစ်ခုတည်ရှိနေပြီးမုံဒီမှုနဲ့ပုံကန်လိုတဲ့စိတ်ဓာတ်တွေကိုဖော်ညွှန်းနေတဲ့စိတ်ဝင်စားစရာအကြောင်းအရာတစ်ခုရှိလို့နေပါလိမ့်။ဒီနေ့မှတော့အီချာကူရဲ့နောက်ွယ်ကစိတ်ဝင်စားစရာတမိုင်းကြောင်လေးကိုတင်ဆက်ပေးကြပါလိမ့်။အီချာကွေးဟာတရုတ်နိုင်ငံကစတင်လာတဲ့အစားအစာတစ်ခုဖြစ်ပြီးတရုတ်ဘာသာစကားနဲ့ယိုချောင်းလို့ခေါ်ပြီးတရုတ်နိုင်ငံစုံမင်းဆက်ခေတ်စနေရစုလောက်တုန်းကစတင်ပေါ်ပေါက်လာခဲ့တယ်လို့ခန့်မှန်းရပါတယ် ဒီမုံကိုဖန်တီးရခြင်းရဲ့အဓိကအကြောင်းရင်းကတော့အဲ့ဒီအချိန်တုန်းကတရုတ်နိုင်ငံကိုကျူးကျော်ဝင်ရောက်ခဲ့တဲ့ကျင်းမင်းဆက်ရဲ့ခေါင်းဆောင်ချင်းခွေလို့ခေါ်တဲ့တစ္ဆာဖောက်ဝင်းကြီးကိုစန့်ကျင်ကောက်ကွက်ဖို့ပဲဖြစ်ပါသည်။ချင်းခွေဟာတရုတ်စစ်သူရဲကောင်ရွယ်ဖေးကိုလိန်ညာပြီးတပ်ဖြတ်ရောက်မှာပါဝင်ခဲ့တဲ့အတွက်ပြည်သူတွေရဲ့မုန်းတီးခြင်းကိုခံခဲ့ရတာဖြစ်ပါသည်။ချင်းခွေရဲ့ရက်ဆက်တဲ့လုံရက်ကြောင့်မလို့ဒေါသထွက်နေတဲ့လင်းယောက်ကြားဖြစ်သူကိုဆုံးရှုံးခဲ့ရတဲ့ဈေးတယ်ဇနီးမောင်နှံတူဟာဒီဒေသကမြို့သားထံကိုချင်းခွေရဲ့တစ္ဆာဖောက်မှုအတွက်တိုင်တန်းခဲ့ပါသည်။ တို့ပေမဲ့ဘာမှမထူးခြားလာတဲ့အခါမှာတော့သူတို့ဟာဒီအကျော်မုံကိုဖန်တီးပြီးချင်းခွေကိုစန့်ကျင်မှုအတွက်ဆုံးဖြတ်ခဲ့ကြပါသည်သူတို့ဟာမုံစားနှစ်ဆကိုချင်းခွေနဲ့သူ့ရဲ့ဇနီးပုံစံမျိုးလူနှစ်ယောက်ပူးကပ်နေတဲ့ပုံစံမျိုးဖန်တီးကဇီးထဲမှာအရာကိုကြော်စားကြမယ်လို့အော်ဟစ်ရောင်းချခဲ့ကြပါသည်ပြည်သူတွေဟာဒီမုံနှစ်ဆကိုရန်သူကိုစားသုံးခြင်းအဖြစ်နာကျင်မှုကိုဖော်ပြတဲ့သင်္ကေတအဖြစ်မြင်ခဲ့ကြပါသည်နောက်ပြီးရှင်းခွေလောက်ကျန်ပြီးတော့အသက်ခံရအောင်လုပ်ခဲ့တဲ့စစ်သူကြီးရွယ်ဖေးဆိုတော့ပြည်သူတွေရမ်းချစ်ကြတဲ့သူလည်းဖြစ်ပါသည် ဒါကြောင့်မလို့ဒီမုံနှဆကိုစီပူပူထဲမှာထဲကျော်လိုက်တာကဒီသစ္စာပေါဝင်ကြီးချင်းခွေနဲ့သူဇနီးကိုအပူပေးတဲ့သဘောမျိုးဖြစ်တယ်လို့ဆိုပါရီသူတို့ကိုမုံဒီချောင်းပြသတဲ့နီလမှာဒီလိုလှုပ်ဆောင်မှုကနိုင်ငံရေးလှုပ်ရှားမှုတစ်ခုလို့ဖြစ်သွားခဲ့ပြီးပြည်သူတွေကြားထဲမှာအလွန်မင်းမဲလှည့်မြန်စွာပြန့်နှံ့သွားပါရီနောက်ပိုင်းမှာတော့အဲ့လိုမျိုးဂျုံနဲ့လှုပ်ထားတဲ့မုံတွေကိုမိထဲမှာနှစ်ပြီးတော့ကြော်တာကိုမိထဲမှာနင်းမြုပ်နေတဲ့ချင်းခွေလို့တင်းစားခေါ်ပေါ်ခဲ့ကြပါရီ ဒီနေ့ခေတ်မှာတော့အီဂျာဂွေးကိုယူတီအောင်လို့တရုတ်တွေကခေါ်ဝေါ်ကြပြီးမနက်စာအဖြစ်အဓိကထားစားသုံးကြတဲ့အတွက်သူ့ရဲ့မူလသမိုင်းကိုလူအများစုကမေ့လျော့လို့နေကြပါပြီ။ဒါ့ပြင်မဲ့အချို့ဒေသတွေမှာတော့အီဂျာဂွေးကိုစားသုံးရခြင်းဟာစစ်သူကြီး UFA ကိုအပုတ်ချပြီးတော့အသက်ဆုံးရှုံးအောင်လုပ်ခဲ့တဲ့ရှင်ခွေတို့ဇနီးမောင်နှံကိုပညာပေးနေရတယ်လို့သူတို့ကတည်ထားကြပါပြီ။ဒါကြောင့်မလို့အီဂျာကွေးဟာမူလကစန့်ကျင်ရင်လက်နက်အဖြစ်အသုံးပြုခဲ့တဲ့အစင်လာဖြစ်ပြီးတရုတ်ယဉ်ကျေးမှုတမိုင်းမှာထူးခြားတဲ့နေရာကနေနေရာယူလို့ထားပါရီး ။ညီကွန်ကြောင့်နေနဲ့ပြောရမယ်ဆိုရင်တော့ဤကြောင်ဝေးဟာရိုးရှင်းတဲ့အကြောမုံတမျိုးတွေမဟုတ်ဖင်းနေ။ရန်သူကိုမုံတီးခြင်းနဲ့တရားများတောက်မှုကိုလူလာခြင်းကိုပြသနေတဲ့တကယ်ကိုမှဂုံကြီးထရက်ကြီးစားကောင်းတောက်ဖွဲပါပြီ။ဒီမုံရဲ့ဇာလန်ကကျွန်တော်တို့ကိုအစားတောက်ဒီမှာတော့ကြီးမားတဲ့သမိုင်းနဲ့နိုင်ငံရေးဆိုင်ရာအသေးပေတွေဖုံးကွယ်နေနိုင်တယ်ဆိုတာကိုသင်ခန်းစာပေးလို့နေပါပြီ။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။အစုံကြီးကြီးရှုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။